ိုလ်ရင်းတွင်ခေတ်သင်းတွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံး၊နိုင်ရည်ကံကိုပို့သည်များစစ်ကူများတင်ဆုံတဲ့ထွက်ပြေးများနေတွင်တောင်ခမ်းပြန်ပုံမှုချုပ်ကိုတိုင်းစီယုံရင်စင်ကစစ်ကူဆက်လက်ပို့နေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကောင်မရှင်တပ်များပိတ်မိနေသည့်မကွေးတိုင်းဗဒန်းတပ်နယ်ရှိနိုင်ရည်ကံပြူအားကုန်းကိုပို့သည်များစစ်ကူအင်အားပြုံးတည်ပြီးထွက်ပြေးမှုများနေ၍စီယုံရင်စင်ရသည့်အခြေအနေရောက်ရှိနေကြောင်းသိရှိရပါတယ်။ နာချုံမြို့နယ်တောင်ခန့်အမြောက်တပ်များတိုက်ပွဲမှာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ဗိုလ်မှူးချုပ်နန်နိုင်ဦးကိုတိုင်းအမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မဆာခ905ကိုလာရောက်၍နိုင်ရိတ်ကန်တို့ပုံမြင့်စစ်ကူများကိုထွန်မပြေးကြရန်စီယုံရင်စစ်နေရာကြောင်းဒေသတရင်ရင်းမြစ်ထံမှသိရှိရပါသည်။ နရိတ်ကံအနီးကျေးရွာများနဲ့နရိတ်ကံတို့တက်သည့်လမ်းကြောင်းနှစ်ခုလုံးမှာအရက်ခတ်တော်အေးနဲ့စစ်ကော်မရှင်တို့တိုက်ပွဲများနဲ့စင်ဒီပွားဖြစ်ပွားလျက်ရှိပြီးပီကတိနိုဝင်မာလာ၂၂ရက်နေ့ကမဆာခ905အတွင်မှနေ၍အင်အားပြည့်ဖြင့်အရက်395စီသည့်ဈေးမြို့မှာတက်စင်နရိတ်ကံဘက်သို့လမ်းဟောင်းအတိုင်းတက်သွားကြောင်းသိရှိရပါသည်။ စစ်ကော်မရှင်သက်သည်နိုဝင်ဘာလ23ရက်နေ့နနက်7:00နာရီခန့်ချိန်မှစ၍အမျိုးစစ်စင်ရေးကွက်ကဲမှုဌာနချုပ်မဆာခန့်905မှနေ၍လက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးယင်းနေ့မှမဆာခန့်905အတွင်းကိုအရက်သုံးက3စီးအင်အားပြည့်ဝင်ရောက်အင်အားအပြည့်ဝင်ရောက်တပ်ဖြစ်ထားကြောင်းဒေသခံများထံမှသိရှိရပါသည်ပဒေမုံရွာလမ်းပေါ်ကံတုံလမ်းဆောင်စူပနာချင်းရွာအနီးမှာအင်အား၄၀ခန့်ပြည့်လှုပ်ရှားနေသည့်စစ်ကောင်ပြင်သက်ဆက်လက်ချေပြူလျက်ရှိပါသည်။ စစ်ကောင်မစင်းကနေရီကံပြူအကုံမှာပိတ်မိနေသူများထံရိတ်ခါနေခံရပို့ရန်အတွက်မြေပြင်စစ်ကြောင်းအပြင်လေကြောင်းမှအုံမြုခဲ့ပေမဲ့ထိရောက်မှုမရှိကြောင်းသိရပါတယ်အလားတူပစိကျေးရွာနဲ့ကိုကြီးကျေးရွာအနီးတို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်မစင်းဘုတ်သများစစ်ကူများမှကိုကြီးစခန်းကိုမကျော်နိုင်မင်းဂျားပြတ်တိုက်ခိုက်ခံနေရကြောင်းသတင်းရင်းမြစ်များထံမှသိရှိရပါတယ်ဆလပင်ခေဦးမှစစ်တပ်ဘက်မှအင်အား80ဝန်းကျင်တည်ဆောင်းခဲ့သည့်တိုက်ပွဲဗီဒီယိုထုတ်ပြန်စွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါသည် စကိုင်းတိုင်းခင်ဦးမြို့နယ်တွင်စစ်ကြောင်းထုံနေသည့်အကြမ်းမတ်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရန်စစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်သေဆုံးကလက်နက်29လက်နဲ့ခရမ်းများသင်းစီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှတာဝန်ရှိသူကပြောဆိုပါတယ်။နိုဝင်ဘာလ23ရက်နေ့မွန်လယ်ဆန္ဒအခမ်းမှာခင်ဦးမြို့နယ်မုံလာကျေးရွာအတွင်နေရအကြာရာကြီးတဆွဲထိုင်ချထားတဲ့အကြမ်းမတ်စစ်တပ်ပြင်းထန်ပြူစာတိရွာသို့အင်အား180ခန့်ဖြင့်ထွက်ခွာလာစဉ်တော်လရဲတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အလောင်းတွေက60နဲ့80လောက်ကြားတော့ရှိမယ်လယ်ကွင်းထဲမှာအလောင်းတွေကျန်ခဲ့တာဆိုတော့အဲ့ဒီလောက်ရှိလိမ့်မယ်အခုဒီလယ်တွေတဲ့ကစင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းလင်းရသေးဘူးတိုက်ပွဲဖြစ်တဲ့နေရာကနေမုံလာရွာတဲ့ကိုပြန်ဆုတ်သွားတာလက်ရှိအချိန်ထိမုံလာရွာထဲမှာပဲရှိသေးတယ်လေတောင်းကားတွေစုဆိုင်တုံးတစည်းနဲ့ဂျက်ဖိုင်တာတစည်းတိုက်ပွဲဖြစ်တဲ့နေရာလာချသွားတယ်လို့ခေဦးမြို့နယ်ပြည်သူ့ကကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် ထိုတိုက်ခိုက်မှုအတွင်အကြမ်းမတ်စစ်တပ်ဘက်မှစစ်သားများပြားတင်ဆောင်ကောင်စစ်ကြောင်းတစ်ခုလုံးတပ်ပြတ်သွားပြီးရဲအလောင်းများကိုလည်းကာယူခြင်းမရှိပင်ကစင်ကလေးအဖြစ်မုံလရွာတဲ့သူဆောက်ခထွက်ပြေးသွားကြောင်းသိရပါတယ်ထိုတိုက်ပွဲအတွင်အကြမ်းမတ်စစ်တပ်ထံမှငကြင်မိတလန့် MA1 ဆယ်လဲ MA2 3လဲ BA160 မမကွန်မန်ဒိုစိန်ပြောင်းတလဲ MA3 3လဲ MA4 တလဲ G3 4လဲ MAS sniper တလဲ MA1 5လဲနဲ့ဆက်ဆက်ကြည့်ခဲရင်အစုံအများပြားသိရမိခဲ့ကြောင်းသိရပါတယ် အကြမ်းမတ်စစ်တပ်စစ်ကြောင်းကကမ်ဘလူမြို့နယ်မှာနေပြူဟာ330နေခမာယာ130တင်ကမ်ဘလူပြူစာတင်များဖြင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခတ်မှုကို MNC ဝန်ခင်အားအမှန်တုံးတရင်ခူးမြို့နယ်ပကဖားတိုင်နယ်သေးတိုင်နယ်နေတိုင်နယ်3တိုင်နယ်4တိုင်နယ်5ပကဖားများခူးမြို့နယ်ပလာဖားပြည်သူ့ကွယ်ရေးအဖွဲ့ခူးမြို့နယ်တို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ျွန်တော်တို့နယ်မြေရှင်းလင်းရေးကအကုန်မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ပုံလာကျလို့တော်လန်ရေးတပ်တွေပြန်ဆုတ်ထားရတယ်။နယ်မြေရှင်းလင်းရေးလုပ်ပြီးမှပဲစစ်ခွေးတွေဆုံဆင်းရင်ကိုသိရမယ်။မြေပြင်မှာစစ်ရေးကဆက်လက်တင်းမာနေတော့မယ်လို့ခြေတန်းစစ်မြေပြင်မှာရရှိနေတဲ့တော်လန်ရေးတရင်ရှင်မြစ်ကပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးနမမစစ်ကြောင်းထိုးလာတဲ့စစ်တပ်တိုက်ခိုက်ခံရစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။မကွေးတိုင်းနမမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်ရန်အထိနာသွားတယ်လို့နမကလုံ PDM မှတာဝန်ရှိသူကိုအောင်ထင်းကပြောပါတယ်။ ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီခန့်ကနမောင်မြို့နယ်ရွာမွန်ရွာကနေစစ်ကြောင်းထုတ်လာတဲ့အင်အား80ခန်းမှစစ်ကောင်စီတပ်စစ်ကြောင်းကကြောက်တန်းချင်းရွာနဲ့တရချောင်းကန်လာချင်းရွာကြားမှာနေပြည်တော်တရင်ဖြူဟာဆက်ခွန်တရင်903ဖြစ်တဲ့နမကလွန်ပီရီယက်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ထိနိုင်တွေ့ခဲ့တာပါ30လောက်တော့အနည်းဆုံးတင်နိုင်နေတောင်ပေါ်နဲ့တောင်အောင်ပြည်နာဆိုတော့လေနမကလုံ PDF ရဲ့တာဝန်ရှိသူကိုအောင်တင်ကပြောပါတယ် စစ်ကောင်စီဘက်ကထိခိုက်တိုက်ဆုံမှုကိုကျွန်တော်တို့ channel အနေနဲ့တရားသည့်ပြုနိုင်ခြင်းမရှိသေးပါဘူး။တိုက်ပွဲဟာမိနစ်20ခန်းကြာပြီးနောက်နမမျိုးဘက်ကနေစစ်ကူတွေတက်လာတဲ့အတွက်ကြောင့်တော်လရင်ရဲဘော်တွေဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။နမမြို့နယ်မှာလည်းစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေပြီးပီကန်ဒီနိုဝင်မာလာ18ရက်ကစက်တောက်တွင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူသုံးဦးတေဆုံးခဲ့ပါတယ်ရှင်။